မှတ်ငိမ့်ငိမ့်တွေကမေးထားပါပဲမေးစရာရှိလို့ပါဆရာရှယ်ယာထည့်ထားသူကခုအမျက်ငွေကိုမပေးနိုင်ပဲဖြစ်နေပါတယ်အဲ့ဒါသူ့ကိုဇကာငွေပေးပြီးအဲ့ထဲကနေရှယ်ယာထည့်ထားတဲ့ငွေကိုပြန်တောင်းယူလို့ရပါသလားဆရာအဲ့လိုမလုပ်ရင်သူကအမျက်ငွေလည်းမပေးနိုင်ထည့်ထားတဲ့ရှယ်ယာကိုလည်းပြန်မပေးနိုင်ဖြစ်နေလို့ကိုငွေဆုံးရှုံးသွားမှဆိုးလို့ပါဆရာ بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اما بعد လူတယောက်မှကိုကရှယ်ယာထဲတော့ရှယ်ယာထဲပြီးဒီရှယ်ယာလက်ခံတဲ့ပုဂ္ဂိုလ်ကအလုရှင်က အမြတ်လည်းမပြီးနိုင်တော့ဘူးအရင်လည်းပြန်မထုတ်ပြီးနိုင်တော့ဘူးအဲ့တော့ဒီနေရာမှာအရင်မထုတ်ပြီးနိုင်ဘူးဆိုတဲ့နေရာမှာပုံစံနှမျိုးရှိတယ် ုံနံတစ်မျိုးကဒီထဲထားတဲ့အရင်ဒီကိုဒီလုပ်ငန်းရှင်ကခရနဲ့လှုပ်လိုက်အလွဲတုံးသားလှုပ်လိုက်သူရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေမှာသူသုံးဆွဲလိုက်သုံးဆွဲလိုက်တဲ့ပုံမှာရှယ်ယာထဲထားတဲ့ပုဂ္ဂိုလ်တွေရဲ့ရှယ်ယာသူဘာမှမပေးနိုင်တော့အမြတ်လည်းမပေးနိုင်တော့အရင်ဒီလည်းမပေးနိုင်တော့အဲအဲ့ဒီပုံစံဆိုရင်တော့ အဲ့ဒီပုံစံမျိုးမှာဒီပုဂ္ဂိုလ်မှာတူတော့တကယ်အရေးကြီးလိုအပ်တဲ့ပစ္စည်းတွေပန်ချံမှုတွေကိုဖယ်ပြီးတော့အကျွေးပေးဆမှဆိုရင်သူကဇကာတည်းနေဆွားဘလောက်သူမပိုင်တော့ဘူးဆိုရင်အဲ့ဒီအနေထားမျိုးမှာဆိုရင်သူ့ကိုတယောက်တယောက်ကဒါမောရီရှယ်ယာထဲတဲ့ပုဂ္ဂိုလ်ကပဲသူ့ကိုဇကာပေးပြီးတော့အဲ့ဒီဇကာငွေနဲ့ရှယ်ယာ ဝင်လာတဲ့ပုံကိုယ်တွေကိုသူပြန်အမ်းပြီးလို့ရသူ့ဇကာပြပန်ကိုရှိဘာကြောင့်လဲဆိုတော့သူကအကျွေးနဲ့နဲ့နေတဲ့အတွက်ကြောင့်အကယ်၍ဒီရှေ့ရအရင်မပေးနိုင်တဲ့ပုံစံကလုပ်ငန်းမှာဆုံးရှုံးသွားတယ်ဘယ်လုပ်ငန်းမှာသူရှေ့ရထည့်ထားတဲ့အဲ့ဒီလုပ်ငန်းလုပ်နေရင်လည်းအရှုံးပေါ်သွားတယ်ဆိုရင်တော့ရှေ့ရထည့်တဲ့ပုံကိုလည်းဒီအရှုံးကိုလက်ခံအောင် ဒီချုံးမှာသူလည်းပါဝင်ရဒီဆုံးချုံးရတဲ့ပုံမှာသူအရင်ဒီကိုသူဘယ်နီးနေမှသူပြန်ယူပန်ခွင့်မရှိအဲသူကလုပ်ငန်းမှာရှုံးတာမဟုတ်ဘဲနဲ့ခရာနဲ့လှုပ်ပြီးတော့အလွဲသုံးသားလှုပ်ပြီးတော့တုံးလိုက်တာအလိုပုံစံနဲ့ဆွဲနော်ဒါသူဒီအရင်ဒီကိုတစ်ဖက်တာကိုရောပေးရမယ်ဒါကိုရောပေးလို့မနိုင်ဘူးဆိုရင်သူ့ကိုဇကာတ်ငွေပေးပြီးတော့အဲဒီဇကာတ်ငွေတွေကနေ တုတိယပြန်ကိုအရင်ကပြန်ထုတ်လို့ရတယ်